ဟောင်ကောင်မှာမဲပေးသူစံချိန်တင်နေပါခဲ့တဲ့ရွေးကောက်ပွဲပြီးမှာတော့ဒေသခံတွေဟာရလက်ကိုလက်ခံသုံးသပ်နေကြရပါတယ်။ဒီကိရင်လာကထက်မြင့်အရာအဆောင်တွေမှာလူအသေးပြောက်များတဲ့မိလာမှုဖြစ်ပွားခဲ့လို့မျိုးကန်တွေဝန်းနေပူဆွေးနေကြမှာပဲဒီရွေးကောက်ပွဲကိုကျင်းပခဲ့တာပါ။ဒီမိလာမှုတွေလူ160နီးပါးသေဆုံးခဲ့ရပါတယ်။ဒီမိလာမှုကြောင့်လူတိုင်းဝန်းနေစိတ်မကောင်းဖြစ်နေကြပါတယ်။ဒါကြောင့်တကယ်လုံလုံနိုင်မဲ့ကောင်းစီဝင်တွေကိုမဲပေးရွေးချယ်ဖို့လူတွေထွက်လာကြလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပါလို့ ဒေသခံတဦးကဆိုပါတယ်နောက်ထပ်တဦးကလည်းမိလမွန်းနဲ့ပတ်သက်ပြီးအတိအကားကတော့ဥရေပြုအမှတ်တွေအနေနဲ့မိဘဒုက္ခသည်တွေကိုကူညီပေးဖို့ပါပဲဘာလို့လဲဆိုတော့သူတို့တကယ်ဒုက္ခရောက်နေကြလို့ပါကျွန်တော်ဆိုအိတ်တောင်မပြောနိုင်ပါဘူးဒီသတင်းကြားရတာလူတိုင်းအတွက်ရန်ကိုချေကွဲစရာကောင်းပါတယ်လို့ပြောပါတယ်မဲဆန်နာရှင်တွေဟာဟောင်ကောင်ရဲ့ဥရေပြုကောင်စီလက်ကိုအတွက်အမှတ်90ကိုရွေးချယ်ခဲ့ကြတာဖြစ်ပြီးဒီကောင်စီဝင်တွေဟာဥရေကိုပြဋ္ဌာန်းနိုင်ပြင်ဆင်နိုင်ပါတယ် ဝင်ရောက်ရွေးခန့်တဲ့ကိုယ်စားလှယ်လောင်း160တဦးရှိပြီးအဲ့လူအလုံးဟာပေကျင်းပြုတ်အစိုးရပေါ်သစ္စာခံမှုရှိမရှိစစ်စစ်တဲ့လုပ်ငန်းကိုဖျက်ကျော်ခဲ့ရသူတွေဖြစ်ကြပါတယ်။လက်ဆန္ဒရှင်တွေပါဝင်မဲ့ပြောင်းဆိုရကဥစားမီလှုံ့ဆော်မှုတွေလုပ်ခဲ့ရာကြောင့်ရွေးကောက်ပွဲမှာမဲပေးသူတွေအတွက်ဟာပြုတ်ကျော်တော့နောက်ခံပြုအစိုးရအတွက်စံသက်ချက်တစ်ခုဖြစ်လာပါတယ်။နောက်ဆုံးမဲပေးသူဥယျာဉ်ရလက်တွေမှာတော့2021ခုနှစ်က30တက်သမ200ခန့်လုံးရှိခဲ့ရာကနေခု31တက်သမ900ခန့်လုံးအထိအနည်းငယ်တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ပြည်မဆိုရကရွေးကောက်ပွဲမူဝါဒအပြောင်းလဲတွေမလုပ်ခင်တော့ကရရှိခဲ့တဲ့90ရာခိုင်နှုန်းဝင်းကျင်နဲ့နှိုင်းရှင်ရင်တော့အများကြီးယော့နေနေပါတယ်။ဆိုရကဥဆောင်ပြီးအတိုက်ခံပါတီတွေကိုနှိမ်နင်းမှုတွေလှုပ်လာခဲ့ပြီးနောက်ပိုင်းဟောင်ကောင်မဲဆန္ဒရှင်အများစုဟာနိုင်ငံရေးကိုကြော့ခိုင်းလာခဲ့ကြပါတယ်ရှင်။